မိဘပြည်သူများရှင် Prime Media မှခန့်နှင်းစုရဲ့တင်ဆက်မှုလေးဖြစ်ပါရဲ့ရှင်။ဒီနေ့ပထမအဆုံးရွေးချယ်ထားတဲ့သတင်းလေးကတော့မင်္ဂလာသတင်းတွေပဲစလိုက်တာပေါ့နော်။စစ်ချမ်းသာစရာမြင်ကွင်းလေးတွေကိုကျမတို့ကြည့်ရှုခန်းစားကြတာပေါ့ရှင်။ဒီလိုမြင်ကွင်းလေးတွေ့လာဖို့အတွက်ကိုတက်မတော်သားတွေသွေးနဲ့ချွေးနဲ့ရှင်းခဲ့ရတယ်ဆိုတာလေးကိုလည်းကျမကနဦးဂုံပြုစကားလေးဆိုချင်ပါတယ်။ဘလို့ကြည်နူးစရာကောင်းတဲ့မြင်ကွင်းလေးတွေလဲဆိုတော့တီပေါ်မျိုးကမြင်ကွင်းလေးတွေပါ။တက်မတော်ကမျိုးတွေကိုပြန်လဲတိတ်ပိုက်တဲ့အခါမှာပေါ့နော်။ တက်မတော်တိတ်ပိုက်ပြီးတာနဲ့ပြည်သူတွေကကိုယ့်ရဲ့မြို့ကိုအရှုရှုပြန်လာကြရတယ်ရှင်။တဘုံလက်ထဲမှာရှိတော့ဆိုရင်မြို့တွေက၆ကပ်ပြီးတော့တိတ်ဆိတ်နေပါတယ်။တက်မတော်လက်ထဲပြန်ရောက်လာတဲ့အချိန်ကျတော့မှပြည်သူတွေနဲ့စီကားပြီးတော့အီချမ်းတာယာဖွံ့ဖြိုးတိုးတက်တာပါ။ကျမတို့နိုင်ငံကနိုင်ငံသားတွေအားဆိုရင်တက်မတော်ပေါ်မှာအောက်ကိုစိတ်ကရှိရပေါ့နော်အောက်ကိုယုံကြည်စိတ်ကငိုရှိရင်းဆွဲပါဒါပေမဲ့ခေတ်ကာလမှာသွေးကွဲမှုတွေသွေးခွဲခံရမှုတွေကြောင့်တက်မတော်ပေါ်မှာမြင်ဆောင်တာတွေပေါ့ရှင် အခုလိုမျိုးတပုံဒီလက်ထဲမှာနေခဲ့ရတဲ့အချိန်နဲ့တက်မတော်နဲ့နေခဲ့ရတဲ့အချိန်နှိုင်းရှင်လိုက်တဲ့အခါကျတော့အမှန်တရားကိုသိမြင်လာကြတာပေါ့အခုလိုမျိုးတချို့တွေပေါ့နော်အမြင်မှန်ရလာတာလည်းကျမတို့ဝမ်းသာပါတယ်အေဂျင့်မှုဆိုတာကအေဂျင့်တော့တဲ့အချိန်ကျမှပိုပြီးတန်ဖိုးရှိနေတတ်တာမျိုးပေါ့နော်ဒီတော့ဒီနေ့ပထမဆုံးမျှဝေမယ်မြင်ကွင်းလေးကြီးစုလိုက်ပါအောင်ရှင့်ဒီဘက်ပြည်သူတို့မြင်တွေ့ရတဲ့မြင်ကွင်းလေးတွေကတော့တက်မတော်ကာကွယ်ဦးစီးချုပ်နဲ့ဇနီးဖြစ်သူဒေါ်တူတူလှနေပြီးတော့ တိဘောမျိုးကတက်မတော်သားတွေနဲ့ဒေသခံပြည်သူတွေအတွက်ကိုလှူဒန်းတဲ့ဒဏ်ပေါက်တွေပဲဖြစ်ပါတယ်အေးအေးတွေဖြစ်ပါတယ်ရှင့်ဒီလိုလှူဒန်းမှုကိုတက်မတော်သားတွေကလက်ခံရယူပြီးတော့ချက်ပြုတ်ကျွေးမွေးဖို့စီမံနေကြတဲ့မြင်ကွင်းလေးဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့အခုဒီတက်မတော်ကရှမ်းပြည်မြောက်ပိုင်းပြန်လည်ထိုးစစ်ဆန်တဲ့အချိန်မှာဆိုရင်ဒဏ်ပေါက်စားပြီးတိုက်ခဲ့လို့တော့မပြောလို့ရတဲ့နေထားမှာရှိပါတယ်ဗေမျိုးကိုပဲရရှိသွားပါစေဒဏ်ပေါက်နဲ့ကျမတို့အားဖြည့်တာပေါ့နော်လွန်ခဲ့တဲ့ရက်ပိုင်းဆိုလဲကြက်ကင်လေးတွေ့ပါရဲ့ရှင့်ပြီးတော့စားကောင်းတောက်ခွဲတွေကျွေးမွေးပြီးတော့အားရှိတဲ့တက်မတော်သားတွေဟာ အာရင်ပြည့်တဲ့ထိုးစစ်တွေကိုဆင်နွှဲနိုင်တာကတော့ကြည်နူးစရာမြင်ကွင်းလေးလို့ပဲကျွန်တော်တို့ပြောအောင်ပါဗောနော်ဘလိုပဲဖြစ်ဖြစ်တဘုံလက်ထဲမှာနေခဲ့ရတဲ့အချိန်နဲ့အခုတက်မတော်သားတွေရောက်ရှိလာတဲ့အချိန်နဲ့ကွာခြားမှုတွေကိုလည်းတိုင်းသူပြည်သားတွေမြင်ပါတယ်ဒီမျိုးကန်နေတွေမဟုတ်ပဲနဲ့မြန်မာနိုင်ငံအနှံ့အလျားမှာရှိနေသူတွေမြင်ပါတယ်ညမျိုးမှာဖြစ်တာကြည့်ပြီးတော့တန်ဝေကယူတက်ဖို့တန်ကန်းစာယူတက်ဖို့တော့လိုပါတယ်နော်တချို့ရှိရဲ့ရန်ကုန်ကနေပြီးတော့တဘုံတွေကိုတစားစားလက်ရက်ခေါ်နေတဲ့သူတွေရှိရဲ့သူတို့တပတ်လောက်တော့သွားနေကြည့်တဲ့နဲ့တဘုံအိုဆိုးရဲ့နေရာတွေမှာလေ အဲ့တော့မှဘလို့လဲဆိုတော့တို့ခံစားသွားတတ်မှာပေါ့နော်ကျမတို့လူသားတွေဆိုတာကစိုးရဲရတယ်ကိုယ်တိုင်ကြုံမှသိတာထက်သူများကြုံတဲ့အချိန်မှာတန်ငန်းစာရှူတတ်တဲ့သူကသိဉဏ်မြင့်တဲ့သူရှင့်ဒီလိုသိဉဏ်လေးမြင့်မှတိုးတက်ဖို့အတွက်ရန်ကုန်မှာနေရတော့မန္တလေးမှာနေတဲ့သူတွေနည်းနည်းလိုအပ်နေပေါ့နော်စိတ်အဟာရဖြစ်ဖို့လိုအပ်နေပါတယ်သူကစစ်ကိုရမ်းညှော်နေကြလို့ပြောပြတာပါဒါပေမဲ့အခုချိန်မှာစစ်ကိုဘလောက်ညှော်ညှော်စစ်ကလည်းရမ်းပြီးတော့ဖြစ်လာကြအောင်မရှိတော့ပါဘူးတက်မလို့ပြန်ပြီးထိုးစစ်ဆင်တဲ့ကိစ္စပဲရှိတော့မှာ တစ်ဖက်အဖွဲ့ကြီးနဲ့လက်နက်ကင်တွေ PDF တွေတိုင်းသားလက်နက်ကင်တွေပေါ့နော်ဒီ EO တွေအဖွဲ့တွေအရဆိုရင်သူတို့အရင်ပြောသလိုပေါ့နော်နေပြည်တော်တို့ရန်ကုန်တို့မန္တလေးတို့ထိုးစစ်ဆင်ဖို့ဆိုတဲ့ကိစ္စကနေထွက်လာတဲ့အခါနှင်းလေးတွေပျောက်သွားသလိုမျိုးအရာအလုံးပျောက်ကွယ်သွားပါပြီရှင်ဟတ်ထလောင်းဆိုပြီးဖြောက်လိုက်သလိုပျောက်ကွယ်သွားပါပြီဒါကြောင့်စစ်တွေအများကြီးဖြစ်ဖို့ကတော့မရှိတော့ပါဘူးတက်မတော့ပြန်လဲထိုးစစ်ဆင်ပြီးတော့ပြန်လဲသိမ့်ပိုက်တာတွေကိုပဲဒစိမ့်စိမ့်ထိုင်ကြည့်ဖို့ပဲရှိပါတော့တယ်လို့ကျွန်မကသတင်းလေးကနေပြောပြလိုက်ပြရစေတော့ ကျမပြောတဲ့ချက်လက်လေးနှုတ်ဝလက်တင်စဉ်းစားပြီးတော့အခုဒီဘောမျိုးမှာတက်မတော်ကာဝေးဦးစီးချုပ်နဲ့ဇနီးကလူရမ်းနဲ့တန်ပေါက်လေးတွေကျွေးတဲ့မြင်ကွင်းလေးတွေကြည်ရင်နဲ့တက်မတော်ရဲ့အောင်မြင်မှုတွေကိုပျော်ပျော်ကြီးခံစားလိုက်ကြပါအောင်ရှင်တက်မတော်ရဲ့အောင်မြင်မှုတွေကိုခံစားပြီးပြီဆိုတော့နောက်ထပ်သတင်းလေးတစ်ပုဒ်ကိုထပ်ပြီးတော့ကျမပြောပြပါမယ်အဲ့ဒါကတော့ဒီဘောမျိုးမှာတက်မတော်သားတွေမြင်လာတဲ့မြင်ကွင်းတစ်ခုပါတမလို့ဟာဆိုရင်ဒီမျိုးတွေကိုတိုက်ခတ်သိမ့်ပိုက်ပြီးရခါမှာပေါ့နော်ပြန်လဲရယူပြီးရခါမှာဆိုပထမဆုံးလောက်ရတာမိုင်းရှင်းတဲ့ကိစ္စလောက်ရတယ်ရှင့် ဒီနေရာမှာလည်းကွာခြားချက်ကရှိရပေါ့နော် TNL ရဆိုရင်မြို့တွေရွာတွေကိုတက်မလို့လက်ထက်ကယူလိုက်တဲ့အချိန်မှာမြို့တွေဝင်လာတော့သူတို့မိုင်းရှင်းစရာမလိုခဲ့ဘူး။ဘာကြောင့်လဲဆိုရင်မတ်တက်မလို့ကဘယ်တော့မှမိုင်းတွေထောင်သွားခဲ့ဘူး။သူတို့ ACC ပဲဒီမြို့ကိုရသွားခဲ့တာ။သူတို့ပြန်ထွက်သွားတဲ့အချိန်ကျတော့ဒီတိုင်းမြို့ကိုမထားခဲ့ပဲနဲ့မိုင်းတွေနေရာအနှက်ထောင်သွားခဲ့တယ်။အဲ့လိုထောင်သွားခဲ့တဲ့အတွက်ဒီဆိုးကျိုးတွေကိုသူတို့တိမ့်ပိုက်ခဲ့တဲ့မြို့ရွာဒေသခံတွေပြည်သူတွေအရဆိုရင်ခံစားနေရတယ်။တက်မလို့သားတွေလည်းခြုံနှွယ်ပိတ်ပေါင်းနေပေါ့နော်။ရှင်းလင်းရင်းနဲ့မိုင်းထိတဲ့ကိစ္စတွေလည်းရှိတယ်။ မိုင်းထောင်တက်တဲ့လေကျင်ရှိတာဘသူတွေလဲဆိုတော့အဒီနေမှာထင်ရှားပေါ်လွင်တာပေါ့နော်အခုဒီဒီပေါ်မှာမြင်ရတဲ့မြင်ခွင်းကတော့ကျမတို့မှာပြတ်တာထားပါရှင့်မူလာနန်းចောင်းလေးတစ်ခုတည်းမှာ TNL ရမိုင်းတွေထောင်သွားခဲ့တာဘာလို့ဒီရက်ဆက်ရုပ်မှာလဲဆိုတော့မိဘပြည်များစဉ်းစားကြည့်ကြပါအောင်စာတင်ចောင်းဆိုတာမိုင်းထောင်ရမယ့်နေရာလားရှင့်ဘာကြောင့်ဒီလိုလှုပ်သွားရလို့ထင်ပါတယ်မြမတက်မလို့သားမိုင်းရှင်းတဲ့ကိစ္စရင်မလုပ်ဘူးဆိုဒီစာသင်ကျောင်းထဲကိုရောက်လာမယ်ကလေးတွေမိပါတယ်အတွက်အနေကိနိုင်မှာမလားရှင် တေချာတာတော့အဲ့စာတင်ကြောင်းတဝိုက်ကိုမြေလံပြီးတော့မိုင်းရှင်းလေးကြီးကိုတေချာလေးတက်မလို့လုပ်ပေးရမှာဖြစ်ပါတယ်။ဒီတော့မှကလေးတွေစာတင်ကြဖို့အတွက်အနေကင်းကင်းနဲ့လှုပ်ဆောင်နိုင်မှာပါ။ကျွန်မခုပြောပြနေတာတွေကသမိုင်းရဲ့ဖြစ်စဉ်တွေကိုပြောပြနေရအောင်။နောက်ချိန်ကျရင်ဒါတွေကသမိုင်းချက်လက်တွေဖြစ်လာမှာ။သမိုင်းတွေကဖြစ်စဉ်တွေဖြစ်လာမှာ။အဲ့ချိန်ကျရင် TNL အနေနဲ့အရှက်ရဝယ်ရကောင်းတဲ့ကိစ္စကြီးကြုံရမှာပါ။စစ်တိုက်လို့စစ်ရှုံးတာနဲ့ပဲကလေးနေတဲ့စာတင်ကျောင်းတွေမှာမိုင်းတွေထောင်ခဲ့တယ်ဒေသခံပြည်သူတွေအင်ဂျင်တွေမှာမိုင်းတွေထောင်ခဲ့တယ် မိသက်ကားတွေဆိုရင်မောင်းပြီးထွက်ပြေးပြီးတော့မြို့မီးရှို့ခဲ့တယ်။ဌာနဆိုင်ရာအဆောက်အဦတွေစေးယုံနေရဲစခန်းနေအကုန်လုံးမီးရှို့ခဲ့တယ်ဆိုတော့တမိုင်းမှတ်တမ်းတွေဟာ TNL တွေလုတ်ခဲ့တဲ့ဆီယာဆွေးမှုတွေဖြစ်ပါတယ်။ဒီຢာတွေဟာနောက်ချိန်ကျရင်ဒီ TNL တွေအဖွဲ့ရဲ့တိတ်ခါကြစရာတမိုင်းဖြစ်စဉ်တွေဖြစ်လာမှာပါရှင့်။ဒါတွေကိုမစဉ်းစားမနဲ့လုံမိကြတာလားဆိုတော့ကိုကူကူပဲသိမှာပေါ့နော်။ကျမတို့ကသတင်းသမားဖြစ်တဲ့အတွက်သမိုင်းဖြစ်စဉ်တွေကိုမှတ်တမ်းတင်ဖို့အတွက်ကိုလှုံ့ဆော်ပေးတာဖြစ်ပါတယ်။ စစ်တိုက်တဲ့အဖွဲ့အစည်းတွေအလုံးဟာစစ်ကိုစစ်နဲ့တူအောင်တိုက်ခဲ့ကြလားစစ်ရဲ့စီမီစည်းကမ်းတွေကိုလိုက်နာခဲ့ကြလားပြည်သူတွေပုံမှာငဲ့ညာမှုတွေရှိခဲ့ကြလားဆိုတော့ကအဖွဲ့အစည်းတစ်ခုချင်းစီရဲ့အကုံတိတ်ခါနဲ့ရဲစွာတက်တိပေါ်မှာမူတည်ပါတယ်အခုချိန်ကတော့စိတ်လက်မှန်ပါလှုပ်လိုက်တဲ့ကိစ္စတွေကဟုတ်တလို့လို့ပေါ့နော်သမိုင်းမှတ်တမ်းတင်တဲ့အခါကျတော့နမပြက်တိတ်ခါကြားစရာတွေဖြစ်လာမယ်ဆိုတာကတော့ကြီးကြည့်စရာမလိုပဲတွေးကြည့်အောင်နဲ့ပေါ်လွင်ထင်ရှားနေပါတော့တယ်ရှင်ပြည်သူများရှင်ကျမရဲ့သတင်းလေးကိုနားထောင်နေမိဘပြည်သူတွေထဲမှာ ထိုင်းနိုင်ငံမှာလှုပ်သွားလှုပ်ခြင်းနဲ့မိဘပြည်သူတွေများရှိပါသလားချက်မိဘပြည်သူဆိုတာထက်မိဘပြည်သူတွေရဲ့သားသမီးလေးတူလေးတွေပေါ့နော်အဲ့လိုလူငယ်လေးတွေရှိပါသလားထိုင်းနိုင်ငံကိုသွားကြတဲ့အခါမှာပေါ့နော်ခုနောက်ပိုင်းရွေကျက်တွေအမျိုးမျိုးပါပဲတချို့ကကြတော့မိသားစုအတွက်ကိုလှုပ်သွားလှုပ်ပေးခြင်းတာပတ်စံပြန်ပို့ခြင်းတာပေါ့နော်မိသားစုဆောင်းဝင်တွေအတွက်သွားတာပေါ့ရှင်နောက်ထပ်တစ်မျိုးကကြတော့အခုစစ်မှုထမ်းရှောင်မှုတွေသွားကြရလဲရှိရယ်နောက်ထပ်တစ်မျိုးကကြတော့မြန်မာနိုင်ငံမှာမနေခြင်းလို့ဆိုပြီးသွားကြတာအကြောင်းပြချက်အမျိုးမျိုးမှာအဲ့ဒီအကြောင်းပြချက်၃ခုကတော့အထူးကြဆုံးပဲပေါ့နော်အဲ့လိုမျိုး ဒီမျိုးစားများတာပေါ့ရှင်ကျွန်မပြောချင်တာအဲ့ဒီအပိုင်းဖြစ်သွားတဲ့တဲ့င်းတဲ့ဘုတ်ကိုကျွန်တော်ပြောပြပါမယ်အဓိကဒီတဲ့င်းလေးကနေပြီးတော့ကျွန်တော်တို့နည်းနည်းစဉ်းစားဆင်ခြင်စရာလေးရှိလာတဲ့အတွက်ကျွန်တော်မျှော်ပေးချင်တာပါတဲ့င်းလေးကတော့ထိုင်းနိုင်ငံမှာရောက်သွားတဲ့အလုပ်သမားတွေအားဆိုရင်ဖမ်းဆီးခံရတဲ့ရှင့်ဒီနောက်ဆုံးတတုတ်ဖမ်းဆီးခံရတဲ့ခါမှာဆိုရင်ရွှေပြောင်းလုံသား132ဦးတော့မှဖမ်းဆီးခံရပါတယ်ထိုင်းနိုင်ငံစမုတ်စခွန်ပြည်နယ်မူအန်းမြို့နယ်မှာဖမ်းဆီးခံခဲ့ရတာပါဖမ်းဆီးခံရတဲ့ဖြစ်စဉ်ကကြတော့ဒီလွန်ခဲ့တဲ့ပေါ့နော်ဇာတာပရင်းညနေပိုင်းအားဆိုရင် ဒီကျေးရွာကလူဝင်မှုကြီးကြပ်ရေးရှိရေးရဲတွေနဲ့ဒေသခံအရှိရေးပူးပေါင်းပြီးတော့အဲ့ဒီကျေးရွာကအခန်း80ကိုဝင်ရောက်စစ်ဆေးတဲ့အခါမှာဒီလိုမျိုးတရားမဝင်ရောက်လာလူတွေအများကြီးဖမ်းဆီးရမိခဲ့တာပါဒီလိုနဲ့စစ်ဆေးကြတဲ့အခါမှာဆိုရင်ဒီလူတွေကဒီထမ်းနိုင်ငံဒီနေရာကိုရောက်လာဖို့အတွက်ကိုဘတ်9000တီတီကုန်ကြခဲ့တယ်ဆိုပြီးသိရပါတယ်သူကပွဲစားတွေနဲ့လောက်ကင်ပြီးတော့ဒီကိုရောက်လာတယ်ဗောဒီအဲ့ချိန်မှာသူတို့ကုန်ချက်စက်ကဘတ်9000တောင်ရှိတယ်ဘတ်9000ဆိုတော့မြန်မာငွေနဲ့တွက်လို့ရှိရင်65သိန်းလောက်ရှိပါတယ် ဒီလိုမျိုးငွေကြေးတွေကိုပွဲစားတွေစီကိုပေးပြီးတော့တို့ကဒီဟာလာရတယ်ပေါ့နော်လာပြီးရခါမှဆိုရင်တို့မေးမြန်းချက်ရဆိုရင်ဒီလုပ်သားတွေကကန်ချနာပူရီရနောင်းနဲ့ထက်ပြည်နယ်များရှိနယ်ဆက်ဖြတ်ကျော်ရေးတော်လန့်နေရာတွေတစ်ဆင့်တို့ကရောက်ရှိလာခဲ့တာပြီးတော့အလုပ်ရမယ့်နေရာတွေကိုပို့ပေးမယ်ဆိုပြီးတော့ဒီနေရာမှာတို့ထားခဲ့တာပေါ့နော်ပြီးတော့တို့ကိုစောင့်ဆိုင်မှုအတွက်ပြောသွားတယ်တို့ကပွဲစားရထားတဲ့နေရာမှာစောင့်ဆိုင်တဲ့အချိန်မှာပဲရဲတွေကရောက်လာပြီးတော့ဖမ်းသွားတာတို့ဒီခါကျတော့တို့ဖြစ်စဉ်ကရဲလက်ထဲရောက်သွားပြီးဆိုတော့ရဲတွေစီမံတဲ့အတိုင်းပဲ မြန်မာပြည်ပြန်ပို့ရင်လည်းခံရမှာပဲထောင်ချလို့ရှင်လည်းထောင်ထဲမှာရောက်အောင်ရောက်အောင်မှာပဲဆိုတဲ့အခြေအနေဖြစ်သွားမှာပေါ့နော်။ဒီဖြစ်စဉ်တစ်ခုလုံးပြီးပဲပြီလို့စဉ်းစားကြည့်ကြပါဦး။ဒီလူတွေကဆိုရင်ပွဲစားနဲ့ချိတ်ဆက်တယ်။ဘာ9000ပေးလိုက်တယ်။ပွဲစားသူတို့ဒီနေရာခေါ်လာတယ်ဒီမှာနေဆိုလို့သူတို့ကနေတယ်။မကြောက်ဘူး။ပွဲစားအလုပ်လုပ်ဖို့အတွက်ပြန်လာမခေါ်ဘဲနဲ့ရဲတွေရောက်လာတယ်ဆိုတော့သူတို့နေရဲ့နေရာသတင်းပေးတာဘာလို့လဲ။စဉ်းစားကြည့်ပါဦး။အခုနောက်ပိုင်းရွှေပြောင်းလုပ်သားတော်တော်များအဖမ်းခံရတယ်။ တို့နယ်ဆက်ကိုကြော်သွားပြီးခိုးပွားရောက်တာနဲ့ဖမ်းခံရတယ်ဖမ်းခံရတဲ့ပုံစံတွေကလည်းအတူတူပဲသတင်းတိကျရလို့လာဖမ်းကြတာဆိုတဲ့ခါကျတော့ဒီလူတွေကိုဖမ်းသွားပြီးရအောင်မှာဆိုရင်ရဲလက်ထက်ရောက်သွားမယ်ရဲကဖမ်းသွားမြန်မာပြည်ပြန်ပို့မယ်ဆိုတဲ့ခါကျတော့ပွဲစားကတို့ပတ်ဆက်ပြန်မှာမဟုတ်ဘူးစဉ်းစားကြည့်နော်ကျွန်မပြောပြတာဒါဟာလည်းကြားဖြန့်တစ်မျိုးပဲရှင်လူကုန်ကူးမှုတစ်မျိုးပဲမိဘပြည်သူတို့ပွဲစားနေတာစဉ်းစားကြည့်လိုက်တယောက်ကိုပတ်9000နဲ့လူရက်တရာခေါ်လာတယ်ကဲမင်းတို့ဒီနေရာမှာနေချထားခဲ့တယ် ရဲသွားတိုင်လိုက်တယ်ရဲကဖမ်းပြီးတော့မြားပြီးပြန်ပို့လိုက်တဲ့အခါကျတော့အဲ့ဒီပတ်စံနဲ့သူပြန်အန်းစာလည်းမလို့တော့သူ့ရဲ့အိတ်ထဲမှာသပိတ်ဝင်အိတ်ဝင်ကျန်နေမဟုတ်ဘူးလားဟုတ်ပြီဒီတတုတ်ကိုဖမ်းသွားပြီဆိုတော့တုတ်သွားပြီးတော့မြန်မာနိုင်ငံကြီးတော့ခေါ်လာမယ်အဲ့ဒီနေရာမှာပြန်လာထားမယ်ရဲကထက်လာဖမ်းမယ်ဆိုတဲ့အခါကျတော့စီးပွားမဖြစ်ဘူးလားရှင်ဒါဟာလေကြားဖြန့်တစ်မျိုးပဲလူကုန်ကူးနေတာပဲအဲ့ဒါအင်မတန်ရက်ဆက်တဲ့နေလနဲ့လူကုန်ကူးနေတာဒီလူတွေကိုရဲလက်မအပ်လိုက်လို့ရှင်ဒီလူတွေတော့ကိုသူလှုပ်ရှားပေးရမှာလीရဲလက်အပ်တယ်တော့လှုပ်ရှားစရာမလိုတော့ဘူးလीမဟုတ်ဘူးလား ခါကြရဲ့သူ့လူသားတွေအုံနောက်ကထွက်တဲ့ကလိန်စိညန်းစဉ်ကလိန်ကကြင်နီးတွေကတော်တော်ကြောက်ဖို့ကောင်းနေရှင့်ကျမတို့ကတရင်သမားမဟုတ်လို့သာတရင်နဲ့အားလုံးချိတ်ဆက်ပြီးတော့ဒီကွက်တွေရှိရဆိုတော့မြင်တာပါမန်ပြည်သူတောင်နေနဲ့မြင်ဖို့ခက်ခဲပါတယ်အငါတို့ပွဲစားအပ်တာပဲဒီပွဲစားငါတို့လုပ်ပေးမှာပဲဆိုပြီးရောက်လာတာပဲမဟုတ်လားဒါပေမဲ့တရင်တိကျရင်ခန္ဓာဘန်းခံနေရတာလေတချို့မိဘပြည်သူတောင်တရင်နဲ့မဖတ်ဘူးရှင့်မဖတ်တဲ့အခါကျတော့နီလန်အတူတူပဲပေါ့နော်ဖန်းစည်းခံရတဲ့ပုံစံအတူတူပဲနဲ့ခဏခဏဖန်းစည်းခံနေရတယ်ဆိုတာလေသူတို့မသိဘူး တို့တိတာကမြန်မာနိုင်ငံမှာဆက်အာဏာရှင်အုပ်စိုးနေတယ်တို့မြန်မာနိုင်ငံမှာမနေဘူးတချို့လူငယ်တွေဆိုရင်စစ်မှုထမ်းအောင်ရှောင်မယ်ညီပိတ်တွေပြောတို့နားထောင်မြန်မာနိုင်ငံကနေထွက်ပြေးမယ်မြန်မာနိုင်ငံပြင်ပရောက်တာ ਨੇ တို့ဘွားတွေကအာမတ်ကကြလုံးဝမရှိဘူးဆိုတော့တို့မသိဘူးမြန်မာနိုင်ငံထဲမှာသာတို့ကမြန်မာနိုင်ငံသားဖြစ်တရားဝင်ရှိနေရနော်မြန်မာနိုင်ငံစီးအပြင်ဘက်ကိုထိတလန့်လှမ်းလိုက်တာ ਨੇ တို့ကတရားမဝင်လူသားဖြစ်သွားပြီဒီလိုခိုးဝင်နေနေသွားလို့ရှင်ပုံဆိုးတယ်တရားဝင်ထွက်တဲ့သူတွေတောင်မှ ခါကြံဥပဒေအရကာကွယ်စောင့်ရှောက်ဖို့အတွက်ကိုခက်ခဲရှိနေရသူတို့တရားမဝင်ထွက်တာစင်းပြောက်အင်းပြောက်လေဘသူကိုသွားပြီးအားကိုးလို့ရမှာလဲအခုသူများရဲတိုင်ပြီးလာဖမ်းတော့လဲပါသွားတာပဲလေသူတို့ဘာများညင်းဆန်ပိုင်ခွင့်ရှိလို့လဲဒီလိုနဲ့ပဲကျွန်တော်မြန်မာနိုင်ငံကအသိပညာနည်းတဲ့သူတွေဈေးကနေပြီးတော့ပွဲစားတွေဟာကြောက်ခဲအရေးညစ်တယ်လို့ငွေတွေညှစ်ထုတ်ပြီးတော့မြန်မာနိုင်ငံသားတွေကိုပဲဒုက္ခပိုစေတယ်ပွဲစားတွေကချမ်းသာနေပြီရှင့်ဒါတွေမြင်လို့ကျွန်တော်တော့ခန္ဓာတားပါတယ် ထိုင်းနိုင်ငံဘက်ကမြန်မာနိုင်ငံသားတွေအများကြီးဝင်နေကြတဲ့ကကျမတို့ပြောပါတယ်အလောက်ထိလူတွေအများကြီးသွားနေလို့ရှင်လောက်ခလာစားတယ်နောက်ဆိုအစေးစစ်ခံရမယ်နော်ဈေးနိုင်ခံရမယ်နော်ဆိုပြီးတော့ကျမတို့ပြောတယ်လက်မခံကြအောင်အခုတော့အရှိရရောက်နေတဲ့မြန်မာနိုင်ငံသားတွေပါဒုက္ခရောက်ကြပြီလူသားတွေအရမ်းများတာလေသူတို့တို့ရွေးချယ်ကြအရမ်းများမှာတော့ဈေးတွေနှိမ်တာပေါ့ရှင်အခုပွဲစားတွေကပါလူလေကြလာကြပြီဆိုတဲ့ခါကျတော့ ကျမတို့ကဒီထိုင်းနိုင်ငံလမ်းကြောင်းသွားတဲ့အခြေအနေလေးတခုမှပြန်လဲပြီးတော့စဉ်းစားသုံးသပ်ဖို့အတွက်ချိန်တန်လာပါပြီ။ကျမမြန်မာလူမျိုးတွေအဲ့လောက်ထိရိုးအနေရတယ်ကျမမကြိုက်တော့ဘူးရှင်။အဲ့လောက်ထိသူများအတုံးချမခံကြပါနဲ့ရှင်။ကိုယ့်ရဲ့ကိုယ်ပိုင်စဉ်းစားဉာဏ်နဲ့လည်းစဉ်းစားဆုံးဖြတ်ကြပါအောင်လို့ကျမတိုက်တွန်းချင်ပါတယ်။ထိုင်းနိုင်ငံမှာလှုပ်လှုပ်ရှင်နေဆိုရင်တရားဝင်လမ်းကြောင်းထွက်နိုင်အောင်ကြိုးစားပါ။အခုဘတ်9000ဆိုတာနည်းတဲ့ပတ်စံမှမဟုတ်တာရှင်။65သိန်းဆိုတာပတ်စံမြန်မာပြည်မှာရှာဖို့လွယ်လား။မလွယ်ဘူးလေ။ သူများနိုင်ငံမှာရောက်တော့မှဒီဘက်ဆောင်တို့ချီးလာလည်းဖြစ်ဖြစ်မယ်ပေါ့နော်သူများနိုင်ငံရောက်တော့မှဒီဘက်ဆောင်ပြန်ဆက်မယ်ဆိုသူများနိုင်ငံမှာလှုပ်ရတဲ့အလုပ်ကိုလည်းကြည့်အောင်အင်မတန်ပင်ပန်းဆင်းရဲတော့လို့သူများနိုင်ငံကျွန်မနိုင်ငံသားတွေကိုအလုပ်လေး၄၅ခုပဲခိုင်းပြီးတော့လစာတွေကောင်းကောင်းပေးထားတာမဟုတ်ဘူးရှင်ကျွန်မမနိုင်ကောင်းနိုင်ကောင်းနိုင်ပြတာပေါ့နော်ကျွေးလို့နွားလို့ခိုင်းပြီးတော့မှပတ်စံပေးတာရှင်ဒါပြင်သူများနိုင်ငံမှာလုပ်တဲ့ရတဲ့ပတ်စံနဲ့သူများနိုင်ငံအခြေခံလုပ်သားတွေရတဲ့ပတ်စံနဲ့ကျမတို့နိုင်ငံငွေစည်းရတန်ဖိုးကြနေလို့သားကျမတို့မှာအများကြီးလိုမျိုးဖြစ်နေတာ ကျမောက်နိုင်ငံကပေါ့နော်ကိုယ့်နိုင်ငံမှာရှိတဲ့လုံသားအင်အားတွေကိုသူများနိုင်ငံမှာသွားပြီးတော့သွားပေးတယ်ပြစ်မှန်းတွေခံကြရတယ်ခန္ဓာကိုယ်တွေပါထိခိုက်ခံပြီးလုံကြတယ်သူများနိုင်ငံအဲ့ဒီအင်အားတွေကိုအဲ့ဒီလုံသားအင်အားတွေနဲ့သူများနိုင်ငံတိုးတက်နေတယ်ကျမောင်းနိုင်ငံသားအချင်းချင်းကြတော့နင်းကနေလို့ငါကစိမ့်လို့ဆိုပြီးတော့တိုင်းပြည်ကိုဖျက်ဆီးရဲအားနေတော်လိုင်းလောက်ကိုပဲကောင်းနေထဲတယ်တိုင်းပြည်တိုးတက်ရတော့လဲစိတ်ဝင်စားအောင်ငါတို့ကြိုက်တဲ့အစိုးရမဟုတ်လို့ရှိရင်တိုင်းပြည်ပြက်လို့ပြက်နင်းကနေဖြစ်ချင်ရဖြစ်ဆိုလောက်ကြတဲ့ခါကြတော့ကျမောင်းတိုင်းပြည်အခြေအနေကဘာနဲ့တူလဲဆိုရင် ကျမတို့အိမ်သူအိမ်သားတွေကကိုယ့်အိမ်အတွက်ကိုအလုံးမလုပ်ပဲသူများအိမ်မှာသွားပြီးတော့အလုံးသမားလုပ်နေသူတို့ဖြစ်နေဒီတော့ဘဝတွေမတိုးတက်တာမထူးဆန်းဘူးရှင်မြန်မာနိုင်ငံထဲမှာလုံသားအိမ်အလုံးဝမရှိဘူးအဲ့လုံသားအိမ်အားလုံးကသူများနိုင်ငံမှာသွားပြီးတော့အပင်ပန်းဆင်းရဲခံပြီးတော့လုပ်နေကြတယ်ဒါမြင်မြန်မာနိုင်ငံလုပ်ငန်းရှင်အချို့ဟာဆိုရင်လေလုံသားဈေးကွက်ကိုညစ်တင်ဖို့အတွက်စိတ်ကူးမရှိဘူးလုံသားတွေဈေးဘောဘောရလေကောင်းလေပဲဆိုပုံစံမျိုးတွေအခုချိန်ထိတချို့လုပ်နေတာရှိတယ်အချို့လုပ်ရှင်တွေကြတော့လုံသားတွေမှာစေတနာရှိပါတယ် ဒါကတော့ရှားတယ်ပေါ့နော်အဲ့လိုဖြစ်နေရဲ့ရှင်။ဒါပြင်တိုင်းသူပြည်သားတွေကိုယ်တိုင်ကတိုင်းပြည်ပေါ်စေတနာမရှိစေတနာနည်းတိုင်းပြည်မတည်ငြိမ်လေးကြိုက်လေးဆိုတဲ့သူတွေကလည်းရှိ။အားနေတော်လိုင်းလုံမယ်ဆိုပြီးကောင်းနေမှာအယူတွေတွေးနေတဲ့သူတွေကများဆိုတော့စီးပွားရေးတွေလည်းရင်းနှီးမြုပ်နှံမှုတွေလည်းထင်သလောက်မဝင်။ကိုယ်တိုင်းပြည်နာမည်ကိုပြန်ဖြတ်နေရလိမ့်။ဒီတော့ရင်းနှီးမြုပ်နှံသူတွေမလာဘူးပေါ့ရှေ့ရှေ့လေးမလာတော့ကျွန်မနိုင်ငံဆင်းရဲတာပေါ့ဆင်းရဲတော့လုတ်တရားရှာလုတ်တရားရှာတော့တပြားနိုင်ငံသွားလုတ်တပြားနိုင်ငံတိုးတက်ဟောက်နေတာပဲ မြန်မာနိုင်ငံထဲမှာလက်နက်ကင်ပြီးတော်လှန်ရေးလုပ်တယ်ဆိုတော့သူတွေကဘာလုပ်လဲကြည့်လိုက်တင်ရန်စာတာပဲထုတ်ကြတယ်။ကြားလိုက်မြန်မာနိုင်ငံတင်ရန်စာတာတွေဒါခံသွားလို့ရှင်မြန်မာနိုင်ငံသားတွေဘလို့ဘိုးဝါနိုင်များကြံခဲ့မလဲဆိုတာလည်းတော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ကိစ္စပဲ။အဲ့ချိန်ကျမတို့တက်ရှိထင်ရှားရှိတော့မြင်အောင်ပါပေါ့နော်။တက်ရှိထင်ရှားမရှိလို့ရှင်လည်းမဘူးပါနဲ့။မြန်မာနိုင်ငံတင်ရန်စာတာရဲ့ခံအောင်လုပ်တဲ့သူတွေကမြန်မာနိုင်ငံတင်ရန်စာတာခံတဲ့အချိန်ကျရင်လူလာဖြစ်အောင်မှာပါ။အကုသို့အကျိုးဆက်တွေခံရအောင်မှာပါ။ကံတရားယုံကြည်စိတ်ချရတယ်လေအဲကြောင့်ပြောပြတာပါ။ တော့မြို့သူပင်စုစည်းကမူပါထိုင်းနိုင်ငံလမ်းကြောင်းကတော့အဆင်မပြေဘူးနော်မိဘပြည်သူတို့တရားဝင်ထွက်ဖို့သာစူးစမ်းပါသာသမီလေးတူလေးရှိလို့ရှင်ပြောပြပါနော်ကျမထားလေးပြောချင်တာပါလူငယ်လေးရဲ့မျှော်လင့်ချက်တွေဘဝတိုးတက်လို့မှုတွေကိုကျမတို့ကိုချင်းစားပါတယ်ဒါပေမဲ့သူများနိုင်ငံမှာကျမတို့လှုပ်ရတဲ့လှုပ်အားနဲ့ကျမတို့ဘဝတိုးတက်မှုနဲ့အချိုးစားကြရဲ့လားဒါပြင်အလုံးမလုံးနိုင်တော့တဲ့အချိန်တခုလည်းထည့်တော့ရတယ်နော်လုံးလုံးနိုင်တဲ့အချိန်မှာသူများနိုင်မှာလုံးလုံးတာမှန်တယ်အလုံးမလုံးနိုင်တဲ့အချိန်ရောက်လို့ရှိရင်ကျမတို့က တခုခုတီထောင်ထားပြီးသားရှိမှာဘဝနေဝင်ချိန်ကချောမွေမှာရှင်အဲ့လိုတီထောင်မှုကြောင့်တ냐နိုင်ငံမှာမလွယ်ဘူးကိုယ်နိုင်ငံမှာပဲလွယ်ကူတာဒါလေးကိုစဉ်းစားဖို့လိုတယ်လူစွာအများနဲ့ကျမ်းမာရှင်လန်းတက်ကြွပြီးတော့ငယ်ရွယ်မနေဘူးလေတက်တယ်ကြီးကုန်မှာဟုတ်တယ်မလားအဲ့ချိန်ကြလို့ရှင်ကျမတို့ကကိုယ်နိုင်ငံမှာပဲတခုခုအခိုင်အမာရှိမှာကျမတို့နောက်ပိုင်းအချိန်တွေမှာအဆင်ပြေပြေကျမတို့မျိုးဆက်ကိုကျမတို့ကထိန်းသိမ်းစောင့်ရှောက်နိုင်မှာဒါကြောင့်နိုင်ငံသားထွက်မယ်ဆိုလည်းအလုပ်ရှိမှန်းချက်လေးနဲ့ထွက်ကြပါ အခုချိန်မှာလှုပ်လှုပ်တဲ့ပတ်စံရရတဲ့သုံးလိုက်မယ်ဆိုပြီးနေမယ်ဆိုရင်တော့လုံမလုံနိုင်တဲ့အချိန်ကြာလို့ရှင်ဒုက္ခရောက်ပါလိမ့်မယ်အချို့နိုင်ငံဆိုလုံမလုံနိုင်မြန်မာနိုင်ငံတန်ဖိုးလိုက်တာရှိရယ်နော်အဲ့ချိန်ကြာလို့ရှင်ငါဘလို့လုံမလဲဆိုတာလေချို့တင်ပြီးတော့စဉ်းစားထားပါရှင်ကောင်းဆုံးကတော့ကိုယ်နိုင်ငံကိုယ်အိမ်ချမ်းသာနေလို့ရှင်တော့ကိုယ်ကဘယ်နားမှသွားဆရာမလိုပဲနဲ့အဆင်ပြေတော့ပါရှင်ဒါကြောင့်ဘယ်ရောက်မဆိုအလောက်ကန်ခွန်လန်းနေပေါ်မှာမျှော်မြင်ရှိရှိတွေးတောနိုင်ကြဖို့အတွက်ကျွန်မဒီသတင်းလေးကိုရှာဖွေပြီးတော့တင်ဆက်လိုက်ရပါတယ်ရှင် မိဘပြည်သူများရှင်ကျမကသတင်းလေးနားထောင်နေမိဘပြည်သူတွေမှာပေါ့နော်စတားနဲ့သုံးနေမိဘပြည်သူများရှိပါသလားရှင်ရှိတယ်ဆိုရင်တော့တခြား line ကိုပြောင်းသုံးဖို့အတွက်ကျမအကြံပြုချင်ပါတယ်။ဘာကြောင့်လဲဆိုတော့စတားနဲ့အခုတဖြည်းဖြည်းပိတ်လာပြီပေါ့နော်။ပိတ်လာတဲ့အကြောင်းရင်းကတော့မြန်မာနိုင်ငံမှာဆိုရင်လုံခဲ့တဲ့ကာလတွေကကျမသတင်းလေးနေနဲ့တင်ဆက်ခဲ့ဖို့ပါတယ်။စတားလင့်ကိုမြန်မာနိုင်ငံအကြားဖြန့်နေအသုံးပြုနေကြတယ်။စတားလင့်ကအင်တာနက် line ရန်ကောင်းတာသူကဘယ်နှမဆိုရတာဆိုတော့လေ အီလိုမတ်ရဲ့ Starlink ပေါ့နော်ဒါအောင်သုံးပြုတဲ့ထောက်ကဘာတိသွားပြီးရအောင်မှာမြန်မာနိုင်ငံအနေဆက်မှာပေါ့နော်ဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့ကြားဖြတ်လုပ်ငန်းပေါ့ရှင်ဘယ်နိုင်ငံကကြားဖြတ်မဆို Starlink ကိုအရင်သုံးနေကြရဲဆိုအမေရိကန်တိသွားတော့အမေရိကန်ထွက်တော့နေပါစုံစမ်းစစ်ဆေးမှုပြုတ်လောက်ပါတယ်အဲ့လိုစုံစမ်းစစ်ဆေးမှုပြုတ်လောက်ပြီးရအခါမှာဆိုရင် Starlink ချိုးတူးလုပ်ငန်းပေါ့နော်ဒီကြားဖြတ်နေတကယ်သုံးစွဲနေရဲဆိုပြီးတော့စစ်ဆေးပေါ်ပေါက်တွေ့ရှိသွားပါတယ်။ဒါကြောင့်အခုဆိုရင် Starlink နဲ့ပတ်သက်ပြီးတော့တဖြည်းဖြည်း ပိတ်လာတဲ့အနေထားလေးပေါ့နော်သုံးလို့မရတော့တဲ့အနေထားလေးဖြစ်လာပါပြီပထမအောင်ဆုံးဒီ starling ပိတ်တဲ့တံကိုခံရတာတော့ time မြန်မာနယ်စပ်ကသူဖြစ်ပါတယ်ဒီ starling ပိတ်တယ်ဆိုတဲ့ဟာကိုလည်းအတီးပြူထားရှိရပေါ့နော်အဲ့ဒါကတော့သူတို့ဘာမှဆိုရင်သူတို့အားကိုးတဲ့အကူကြီးတွေရှိရပေါ့နော် AC ရဲမင်းတို့ပါတော့ဝါရှင်သူတို့ဒုမကွန်းမှာတင်ထားတာရှိပါတယ် starling ပိတ်တဲ့တံကအမှန်ပါပဲတဲ့သူတို့ကိုယ်တိုင်အတီးပြူထားတာပေါ့နော်မြန်မာပြည်နယ်စပ်ကမြို့တွေမှာဆိုရင် starling ကိုစပြီးတော့ပိတ်နေပြီဆိုပြီးသူကအတီးပြူထားပါတယ်အဓိကတော့မြားရွှေကုတ်ကို စတဲ့နေရာမှာ Starlink drone များပိတ်ခတ်ထိသွားပါပြီ။ဒီတော့ Starlink ပိတ်တာနဲ့သူတို့တွေနဲ့ဘာသက်ဆိုင်လဲဆိုတဲ့အခါကျတော့ Starlink ကိုကြားဖြတ်နေတုံးနေရမှာမဟုတ်ဘူး။ PTT တွေလည်းတုံးနေကြတယ်။လက်နက်ကင်တွေလည်းတုံးနေကြတယ်။အဲ့ဒီကနေချိတ်ဆက်ပြီးတော့သူတို့ကတက်မလို့စစ်ကြောင်းခြိတာတွေပါတယ်စသဖြင့်ပေါ့နော်။ဒီစီးရေးစီးရကိစ္စတွေဆိုသူတို့ကအဲ့ဒီကနေပြီးတော့ချိတ်ဆက်တွေလုပ်ကြတယ်။ အေးအေးမှဆိုရင် Starling ကိုသူက license တော့ထုတ်ပေးလိုက်ပြီးတော့အခကြေးငွေနဲ့ license ချပေးဘယ်နာဘယ်နာသုံးဆိုပြီးတော့လုံစားနေအောင်ရှိရဲ့ရှင်သူတို့စာတော်ထုတ်ထားတယ် Starling အသုံးပြုမှုဥပဒေဆိုလားဘာလို့လဲသူတို့ကမဲခတ်တင်တဲ့ဥပဒေတော်ထုတ်ထားသေးရဲ့ဆိုတဲ့ခါကျတော့သူတို့တွေလည်း hack call ကြီးဖြစ်တာပေါ့ရှင်တေချာတာတော့သူတို့ဘက်ကနေပြီးတော့ဆုံးရှုံးနေတာမျိုးဖြစ်တာပါပဲဒီအပိုင်းသတင်းတွေကတော့သူတို့အတွက်သတင်းစိုးတွေများနေရဲ့ရှင်ကျွန်မတို့အတွက်တော့သတင်းကောင်းပေါ့နော်ဒါပေမဲ့လည်း Starling ကိုကိုယ့်ရဲ့ မိသားစုနဲ့ဆက်သွယ်ခြင်းလို့တုံးတဲ့မိဘပြည်သူတွေတက်ကတော့စိတ်မကောင်းစရာပေါ့လောလောဆယ်တော့အခက်ခဲဖြစ်သွားမှာဖြစ်ပါတယ်တချို့ကကြတော့အကျံဘတ်လည်းမဟုတ်ဘူး PDF လည်းမဟုတ်ဘူးကြားဖြန့်လည်းမဟုတ်ဘူးဒါပေမဲ့ Starlin တုံးကြတဲ့သူရှိရလေသူက line ကောင်းတာ ਉਹ အဲ့လိုမိဘပြည်သူတွေအတွက်ကတော့လက်ရှိမှာတခြားတစိတ်ခုခုပြောင်းပြီးတော့တုံးပါရှင့်ဒီလိုပဲကျွန်မတိုက်တွန်းချင်ပါတော့တယ်နော်ဒါနိုင်ငံရေးဖြစ်စဉ်တွေနဲ့ဒီလိုပြောင်းလဲမှုတွေရှိရတဲ့အခါကျရင်အားလုံးတိမ်ကြုံပြီးတော့ဖြစ်တာဆိုတော့လေ ဘလို့အဖြစ်တချို့သတင်းတွေကကြိုသိတော့အနေနဲ့စင်ကျင်လို့ရတော့ဗောရှင်စတာလင်ဘက်ကဖြေးပိတ်လာပြီကို့မှာမပိတ်သေးတော့တစ်ချိန်ကျရင်ပိတ်လာမှာနော်ခုကစတာလင်သုံးတယ်စတာလင်နဲ့ကျမသတင်းကိုကြည့်နေရလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဟာငါခုဒီစတာလင်ရနေရပဲဆိုပြီးတော့ဂုံစာမင်းနဲ့ရှင်ပိတ်တဲ့အထဲမှာတဖြည်းဖြည်းကိုကပါလာမှာပဲဒီတော့ခုတွေကကြိုတင်ပြင်ဆင်နေအောင်ဗောနော်မိသားစုနဲ့အဆက်အသွယ်ပြတ်တာပဲဖြစ်မှာဆိုလို့တချို့ရာလေးမှာကြိုတင်ပြင်ဆင်နေအောင်လို့ကျမဒီသတင်းလေးကိုပြောပြတာဖြစ်ပါတယ်ပီတက်ဒီအနေနဲ့ကတော့စတာလင်မရှိတော့လို့ရှင် ဘလောက်ထိတော့မှာပေါ့နော်သူတို့တရင်အမှောင်ကြီးကြာသွားမလဲသူတို့လုံဆောင်ချက်တွေကြာဆင်းသွားမလဲဆိုတာသူတို့အသိဆုံးပါဒါပေမဲ့မပူတော့မပူပါနဲ့စစ်ကလည်းစရှုံးနေပြီဆိုတော့ဒီဆက်လက်လက်ရှုံးအောင်ပါပဲဆိုတော့အများကြီးလည်းစူးစမ်းအားထုတ်နေပါနဲ့ရှင်ကိုကကိုသားပြေရပြေချောင်းအသက်လွတ်အောင်လွတ်ချောင်းနေထိုင်ဖို့ပဲစဉ်းစားကြပါနော်အညူကြီးကခိုးတာရမ်းများသွားတော့လေတော်လန်ရေးလည်းမနိုင်တော့ပါဘူးရှင်တော်လန်ရေးဆိုတာလည်းမရှိတော့ပါဘူးအချုပ်ပီတက်တွေလည်းအနားယူကုန်ကြပါပြီတရားဝင်ပြောပြီးတော့အနားယူကုန်ကြပါပြီ ခုချိန်လေးကိုက PDF လုပ်နေသေးရယ်ဆိုတော့စဉ်းစားပါရှင်ကတော်တော်တုံးပါလားလို့စဉ်းစားပါဒါ Starling နဲ့ပတ်သက်တဲ့သတင်းလေးကိုကျွန်မစေတနာမြစ်တာရှေ့ထားပြီးတော့တင်ဆက်ပေးလိုက်ရပါတယ် Starling သုံးတဲ့သူသတိပြုစင်ကျင်နိုင်မှုအတွက်ကြိုတင်ပြင်ဆင်နိုင်မှုအတွက်ပါရှင်ကျွန်မသတင်းလေးတွေကိုဒီနေ့မှဒီလောက်နဲ့ပဲရှင်းသားပြရစီရှင်ကျမတရင်လေးတွေကိုနေစင်နေတယ်မဲ့စိတ်ရှည်စွာနဲ့ကြည့်ရှုအားပေးတယ်မိဘပြုများအားလုံးကိုကျမကမေတ္တာပို့တာပါတယ်။ကောင်းသောလူဝင်ဆန္ဒများပြေဝကြပါစေ။ လူချင်းချင်းနှက်ပတ်ချင်းကင်းရှင်းကြပါစေ အထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေစိတ်ရဲ့လူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမတို့ prime media မိသားစုကဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။